ားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါရစေ။ကျွန်မကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယမကြီးဌာနေကျောင်းမမလေးရဲ့သွေးဝတ္ထုအပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပြီးမှာဖြစ်ပါရစေရှင်။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။သွေးအခန်းစခွန်ဦးသက်လွင်စနေနေ့ညနေတိုင်းအိမ်၌မရှိခြင်းကိုမောင်မောင်သတိထားမိသည်။ တခါတရံအเจ้าမဲမှန်ငင်းနေတဲ့သောမောင်မောင်ကိုလည်းဥသက်လွင်ကတရိထားမိသည်မင်းမမလှခေါင်မို့အမဲနောက်ပြောင်ကြည်စဲနေကြဖြစ်သောကိုမြဖေသည်ယူမိစင်မောင်မောင်အမဖြစ်မဲတိပြင်းနောက်ပိုင်း၌တချိန်ကဥသက်လွင်နဲ့နောက်ပြောင်ကြည်စဲခဲ့သမျှမောင်မောင်ကို မျက်နာပူမိကသူ့ဘက်မှယူမိစင်အเจ้าကိုမောင်မောင်ကဆောက်ရီမပြောဘဲနဲ့သူကစကားဆရင်လေသန်းမြမတလက်ရဲပဲပါဇက်ပိတ်ထားသလိုဝန်လေးရှာလေးလျက်ရှိသည် တနင်္ဂနွေနေ့မျိုးတွင်အိမ်ရှိမှဖြစ်မောင်းသွားသောဘောက်စွဲကင် ကားတံမျိုးကြရလျင် မောင်မောင်သည်အမှတ်တမဲ့မနေပဲခြံဝသို့လှန့်ကြည့်တတ်သည်တနင်္ဂနွေနေ့တိုင်းမောင်မောင်ဤအမူအရာသည် ရခင်အမူအရာများနှင့်မတူတော့ချေတက်ချင်းလဲအောဆူတက်လာသည် လေးတချုံချုံဖြင့်အလုံးမရှိအလုံးရှာလို့သည်ရှယ်မောချင်းတည်ပင်လျင်ခါတိုင်းထက်ပို၍အတန်ကျဲနေလေသည် တနင်္ဂနွေတပတ်ပြီးတပတ်ထက်သွားသည် ရှူမီဆန်ဆေးရုံကဆင်းလာပြီးကလေးကအိမ်သို့တစ်ခေါက်မြမလာခြင်းသည် ကြာမြင့်လာ၍မောင်မောင်အဖို့ထူချလာသည်ရှူမီဆန်အကြောင်းကိုသူရှိ၌ဦးသက်လွင်မပြောဘဲနေခြင်းရှောင်းခြင်းများကိုမောင်မောင်ရိမ့်မိလာသည်ဦးသက်လွင်သာမဟုတ်ကိုမြဖေပါရှူမီဆန်နှင့်ပတ်သက်၍နှုတ်ပိတ်လျက်နေခြင်းကိုတွေ့ရှိရသည်ဤထူချချက်သည်တင်းငွေရက်သက်တစ်ပတ်ပေါင်းကျော်လွန်လာသည်တပတ်မှတလာပြီးတလာကျော်လွန်သွားသောအခါ၌ထိုးထူးခြားချက်သည်မောင်မောင်စိတ်ကို ထိခိုက်အောင်ထူခြားမှုဖြစ်လာသည်ဂျူမီဆန်ကိုသူမချစ်ခင်မှန်းသိ၍အိမ်ကမပြောကြမှန်းရိတ်မိသိရှိလာတော့လေဤမြစိတ်စိတ်နေကြလေခြင်းကိုတော့အံ့ဩလာသည်အိမ်၌သူ့မှာလူဆိုးတယောက်ဖြစ်နေပြီတကယ်သို့စိတ်ကျဉ်ကျက်ရသည်သူ့မှာသတိဉာဏ်ဆန်းတပွဲဤအိမ်၌ဖြစ်နေသည်ဟုခံစားမိသည်ယူမီဆန်မလာခြင်းအကြောင်းကိုဦးသက်လင်ကမပြောဘဲထားခြင်းကြောင့်မောင်မောင်စိတ်ထဲ၌အကြောင်းသိခြင်းမိတော့လေ အမေခန့်နေ၍မလာခြင်းလဲနေပါစေတော့ဟုယူမိစံအိမ်မလာတော့ခြင်းကိုဥပိ္ခာပြုထားလိုက်သည်ဥပိ္ခာပြုထားတော့လဲကြာမြင့်လာသောအခါ၌သူဤခန်းစားချက်ကိုဥသက်လွင်နှင့်ကိုမြဖေတို့သူနောက်ွယ်၌လှံပြောင်းလျက်ရှိနေကြသလားဟုသူစိတ်၌မလုံမလဲထင်မှတ်လာခဲ့သည်ကိုမြဖေသည်မောင်မောင်ဤနေနိုင်လုံသောစိတ်ကိုယူမိစံအပေါ်၌တကယ်စိတ်ငားတာလားဟန်လုံနေတာများလားဟုမဝေခွဲနိုင်အောင်ဖြစ်မိသည် ထို့ကြောင့်မမောင်ကိုမတိမသားအကယ်ဆန်းကြည့်ဘူးသည်မမောင်ကြောင်ရင်ထဲကမုံထုတ်ကဘယ်ရောက်သွားသလဲမတွေ့ပါလားရှူးမီဆန်ပေးလိုက်တော့မုံထုတ်မတွေ့၍ကိုမြဖေကတမင်အဆအဖို့ပြောကြည့်သည်ကိုမြဖေမှာထိုးမင်းကုန်းကိုမောင်မောင်နဲ့မျက်နှာချင်းဆိုင်၍မမေးရဲပဲအလုတ်တစ်ခုခုလောက်ကင်နေရမှသတိရ၍ကောက်ကငငငါမေးလိုက်သလိုမောင်မောင်ကိုကြောက်ခိုင်းပြီးမေးသည် ကျွန်တော်စားလိုက်တယ် ကိုမြဘေသည်မောင်မောင်၏အဖြေကိုကြိုက်သွားကမျက်လုံးများမှိတ်၍မျက်နာတစ်ပြင်လုံးချိန်နဲ့အာရစွာပြုံးလိုက်ပြီးမှဆက်၍ပြောရသည်အဲ့ဒီဂျပန်မဟုတ်ဟာအရင်မုံမျိုးမဟုတ်ဘူးကွထုတ်ထားပုံကလှကလှနဲ့အရသာတော်တော်ရှိသလားကိုမြဘေဤပါဇက်မှာမပိတ်ဘဲဟာ၍ထားသည် မျက်လုံးများမှာစိုက်လျက်သူ့ကြောနောက်မှာမောင်မောင်ဖြီမိအဖြေကိုအသက်မရှူနိုင်ပဲစောင့်ဆိုင်လျက်ရှိသည်မောင်မောင်သည်ကိုမြဖေဤနောက်ကျောကိုငေးကြည့်နေသည် ်သူပေးရမည့်အဖြေကိုဘယ်အဖြေမျိုးပေးရင်ရွေးချယ်နေဟန်ဖြင့်နှောင်နေကြံ့ကြာနေပြီးမှခလေးလေးအတန်ထွက်လာသည်ဒါလောက်ကြီးလည်းမဟုတ်ပါဘူးဗျာငန်းနေကိုမြဖေသည်မောင်မောင်ဖြေလိုက်သောအတန်ကိုဂရုစိုက်ကနားထောင်လျက်ရှိသည်ကိုမြဖေမှာရှေ့ဆက်ချင်းသေးလျက်မောင်မောင်ဤစကရိတ်စကလာအာလေးရှာလေးနေပုံကိုကြည့်ကမဆက်တော့ပဲရှက်ဆဲလိုက်သည် မောင်မောင်ဒီယူမီဆန်နဲ့ပတ်သက်လာသောအကြောင်းအရာကိုဆက်၍ကြားချင်နေသေးပုံဖြင့်ကိုမြဖေထက်မှ စကားဆက်လာအောင်မလားဟုစောင့်ဆိုင်းနားဆွင့်နေသည်ကိုမြဖေ၏အသံတိတ်နေခြင်းကြောင့်ခြာကနေအိမ်ရှိဘက်သို့လှည့်ထွက်လာခဲ့သည်စနေနေ့တိုင်းယူမီဆန်အိမ်၌ဦးသက်လွင်နှင့်ယူမီဆန်တို့တွေ့ဆုံကြသည်မောင်မောင်ကိုမတွေ့ရတော့လဲဦးသက်လွင်ကိုတွေ့ရခြင်းဖြင့်စိတ်သက်သာမှုရရှိသည် ဥသက်လွင်မှာယူမီဆန်အိမ်မလာတော့အကြောင်းပြချက်ခိုင်မာနေမှုကြောင့်အိမ်သို့ခေါ်ရန် အခွင့်မသာပဲခံနေသည်ယူမီဆန်အိမ်မလာ၍မောင်မောင်ကိုယူမီဆန်အိမ်သို့မလိုက်လိုက်အောင် ခေါ်ရန်မှလည်းလွယ်ကူသောကိစ္စမဟုတ်ပေဆေးရုံသို့လိုက်ကြည့်ရင်မင်းခေါ်မရပဲနဲ့ယူမီဆန်အိမ်သို့အတင်းခေါ်လာရန်ကို စိတ်ကူး၍ပင်မရပေမောင်နှမနှစ်ယောက်ကြား၌သူဝင်၍ရင်ကြားစေမပေးနိုင်သော အခက်အခဲနှင့်ရင်ဆိုင်နေရသည် ယူမီဆန်ပေးလိုက်သောစားစရာများကိုချက်ခင်ကလိုမဟုတ်ဘဲမောင်မောင်စားတော့ကြောင်းဥသက်လွင်ကတမင်ပြောပြသည်ထို့အခါတွင် ယူမီဆန်၏မျက်နာကလေးသည်လန်းဆန်းကြည်လင်သွားသည်ယူမီဆန်၏ရှင်လန်းသွားသော မျက်နာကလေးကိုကြည့်၍အခွင့်သာသဖြင့်အိမ်သို့တစ်ခါလောက်လာရန်ထက်၍တောင်းပန်ပြောဆိုကြည့်ခြင်းသောစိတ်ဖြစ်ပေါ်လာသည်စီယမကိုလာတွေ့ရမှာမောင်မောင်ရှင့်နေကြောက်နေသလားလို့လေကျွန်တော်တို့ထင်မိတယ်စီယမသူ့စိတ်ကိုကျွန်တော်သိချင်းလို့ကျွန်တော်ရောမြဖေးပါ ဆီယမအကြောင်းကိုမပြောကြပဲသူ့အကဲကိုစောင့်ကြည့်နေကြတယ်။တခါတလေတော့လည်းငိုင်းနေတယ်။ကျွန်တော်တို့မပြောတော့သူကပြောမလားလို့စောင့်ကြည့်ကြတယ်။ဆီယမကိုတကယ်ပဲမတွေ့ကျင်တာလား။တွေ့ကျင်ရဲ့နဲ့မတွေ့ပဲနေတာလားဆိုတာစဉ်းစားရတော့အတော်ကြက်တာပဲဆီယမ။အိမ်ကိုတခါလောက်လာ ကြည့်ပါဦးဆီယမရဲ့။သူ့စိတ်ကိုပူတည်ရတာပေါ့။ယုံမိစံဤမျက်နာကလေးသည်တိတိတသားကြီးညှိုးမင်ကဖြော့သွားလေသည် တခဏငြိမ်သက်ကရှိနေပြီးမှမျက်နှာပြက်ပြက်အသံပြက်ပြက်ဖြင့်ပြန်ပြောသည်မဖြစ်ပါဘူးဆရာသူ့ဘာသာအေးအေးနေပါစေကျမအဖိုးကကျမစီကိုစာရေးပူပါတယ်သူ့ဘဝကိုမဖြက်စည်းပါနဲ့မနှောင့်ယှက်ပါနဲ့ဒီအတိုင်းပဲနေပါစေတဲ့ဆေးရုံကိုသူ့မလာဘဲနေကြတဲ့ကကျမကိုသူ့အမအဖြစ်လက်မခံလိုဘူးဆိုတာကျမနားလေသွားပါပြီကျမကိုသူ့အမမှန်သူ့တီးအောင်တော့သူ့ဘဝမှာဆရာကလွဲပြီး ဘယ်သူ့ကိုမှတန်ရောတယ်မရှိဘူးဆိုတာပြတာပဲဒါလည်းသူ့အတွက်မကောင်းဘူးလားဆရာကျမကຫນွေချောင်းပိရင်ဂျပန်ကိုအပြေးပဲပြန်တော့မှာမျက်ရည်ဝဲဝဲဖြင့်ပြောဆိုနေသောယူမီဆန်၏မျက်နာလေးကို မကြည့်ရွေ့ဥသက်လွင် မျက်နာလွှဲလိုက်ရသည်ယူမီဆန်မြင်မြချုပ်တီးကအိမ်သို့မလာဘဲနေခြင်းဖြစ်ကြောင်းအစင်းသည့်ဖြစ်၍တနာမိသည်ဥသက်လွင်သည်ဆက်၍မတိုက်တွန်းတော့ဘဲတိတ်ဆိတ်ငြိမ်သက်သွားသည် ရှုမိစံယူဆသည့်အတိုင်းမောင်မောင်သည်ယုံမိစံကို အမှားမှန်သိတော်လဲတန်ရောစဉ်ဖြက်ချင်းများလားဟုတွေးလိုက်မိသည်။ဤရဲ့တွေးသည့်ဥသက်လွင်တစ်ကိုယ်လုံးစိန်ခနဲကျင်းအေးသွားသောအတွေးဖြစ်သည်။မောင်မောင်ကိုစေးယုံသွားရန်တိုက်တွန်းစဉ်ကခေါင်းကြီးငုံချကအင်းမလုံအင်းမလုံတစ်ချိန်လုံးပင်ပန်းကြီးစွာခေါင်းမထောင်ပဲဖြစ်နေပုံကိုမြင်ယောင်မိလိုက်ခြင်းကြောင့်တန်ရောစဉ်ဖြက်တာများလားဟုသောအတွေးဖြင့်ဥသက်လွင်ဤရှင်တဲ၌တသက်သက်ကြေကွဲလာသည်။ ယူမီဆန်ကိုလည်းလှိုက်လိုက်လဲလဲတနာသည် မောင်မောင်ကိုလည်းလှိုက်လိုက်လဲလဲတနာသည် မောင်နှမနှစ်ယောက်ကိုတနာစိတ်ဝင်ရမှ မောင်နှမနှစ်ယောက်ဤကြည်ခွဲစရာဖြစ်ရက်ကိုဖန်တီးခဲ့ခြင်းသည်မြည်သူလက်ချက်များနည်းဟုအတွေးပေါ်လာသည်မြည်သူလက်ချက်များမဟုတ်ဘဲပြီးခဲ့သောစစ်ကြီးဤလက်ချက်သာလျင်ဖြစ်သည်ဟုသောအတွေးသည်ဦးသက်လွင်ဤကောင်းတဲ့သို့စိတ်ဝင်လာကရှင်နေ၌တနှုံနှုံနာကျင်၍နေတော်သည် နောက်ဆုံးတန်းနှင့်စာမေးဝဲကြီးများနီးကပ်လာတော့အခါ၌မောင်မောင်သည်ဇဝဲမှမထတော့ပဲစကြက်ချင်းဖြင့်အချိန်ကုန်သည်ဥသက်လွင်မှလည်းစာမေးဝဲကြီးနီးကပ်နေ၍ယူမိဆန်အိမ်သို့ အပတ်စဉ်မှန်မှန်မလာနိုင်အောင်အလုံးများနေသည်တနေ့နေ့လယ်ပိုင်းယူမိဆန်အကြောင်းမှပြန်လာချိန်တွင်အိမ်သို့မမျှော်လင့်ပဲနုနုပေါလာသည်ယူမိဆန်သည်နုနုကိုဝမ်းသာအားရကြိုးစိုးကဧကန်တဲ့သို့ခေါ်သွားသည်နုနုကထိုင်းထိုင်ချင်းပြောသည်ဆီယမ ဖျားလေးရွာကကိုဖိုးတိုက်ကိုမှတ်မိသလားမှတ်မိတာပေါ်နုနုစင်ကိုဖိုးတိုက်ဘာဖြစ်တလဲကျူမီစံသည်ပြောပြီးနှုတ်ခမ်းကလေးပြုံးနေတော့လဲမျက်မှောင်ကလေးကုန်နေသည်နုနုသည် လွယ်အိတ်ထဲမှအစာအိတ်ကြီးတအိတ်ကိုဆွဲထုတ်လိုက်သည်နုနုမင်းကဘကိုးပြန်တော့ကိုဖိုးတိုက်အင်လာရာနဲ့သွားဆောင်နေဆရာမကိုဖိုးတိုက်ဟာပြင်မုံကြီးရွာကိုတက်နေသွားလဲတော့သူ့အသည့်အိမ်မှာဓက်ပုံတပုံထရံမှညှက်ထားတယ်တဲ့ဓက်ပုံကဂျပန်စစ်ဗိုလ်နဲ့မြန်မာမှတွဲရိုက်ထားတဲ့ပုံ သူကဘသူပုံလဲမေးတော့အိမ်ရှင်းကဓာတ်ပုံကိုဖြုတ်ပြီးသူတို့အသည့်တကြီးဥဆိုင်သမီးမထွေးထွေးနဲ့ဂျပန်နဲ့မင်္ဂလာဆောင်တော့ကရိုက်ထားတဲ့ပုံနဲ့ဒါနဲ့ကိုပူတိုက်ကသူ့ပေးပါတောင်းတော့လူချင်းရင်ယူသွားဆိုပြီးဖြုတ်ပေးလိုက်တဲ့အဲ့ဒါကိုကိုဖိုးတိုက်ဒီတဲ့ပုံယူလာပြီးလာပေးတယ်ဆီယမရဲ့ရှုံးမိစံသည်အသက်ပင်မရှူနိုင်မဲမျက်လုံးကလေးပြူရနေသည်နုနုသည်ပြောပြီးစာရိတ်ထဲမှာတက်ပုံကိုဆွဲထုတ်ကာရှုံးမိစံကိုလှမ်းပေးလိုက်သည် အန်ဟောစရာကောင်းလိုက်တာနုနုရဲ့ရူမီဇန်ဓာတ်ပုံကို ကြည့်လိုက်သည်မှန်မှောင်မရှိသောဓာတ်ပုံမှာဟောင်းညင်နေသည်ရူမီဇန်အဖေကမတ်တက်ရက်လျက်ရူမီဇန်အဖေနှင်ရှင်၍မောင်မအမေကကလထိုင်းနှင့်ထိုင်းနေသောပုံရူမီဇန်သည်မောင်မအမေပုံကိုစိုက်ကြည့်လျက်မျက်လုံးများပြာနှင်းသွားသည်မထွေထွေသည်အသက်အစိတ်ခံရှိမည်မောင်မောင်မျက်လုံးမျိုး မောင်မောင်နှာခေါင်းမျိုး နှာရန်ပေါ်ပေါ်မျက်နှာလုံးလုံးဆပင်ကိုနောက်၌ထုံးလျက်ငယ်ရိတ်၌ရွှေပြီးကလေးစိုက်ထားသည်လယ်၌ပလဲကုံဆွဲကပဝါခြုံထားသည်လက်တစ်ဖက်တွင် လက်ပတ်ကျိုးအနက်နှင့်နှာရီပတ်ထားသည်လက်တစ်ဖက်ကရွှေလက်ကောက်၄၅၆ကွင်းဆင့်ဝတ်ထားသည်ပူးတွန့်လုံးကြီးမှပန်းမွင့်အစုပ်တို့သည်ထင်းပေါ်နေသေးသည်ခြေတွင်ဂရီပါပိန်းနှံဖက်နှက်စီထားသည် သူ့အဖေပုံ၌ဒလွယ်ကိုချိတ်လျက်ဆေးဝတ်ဆစ်စားဖြင့်မျက်နှာတွင် နှစ်သိမ့်ကြီးနူးနေဟန်ပြုံးနေလေသည်ရှုမိဆန်သည်နုနုရှိ၌အင်ဒရီမပြတ်အောင်စိတ်တင်း၍ထိမ့်ချုပ်ထားသည်တို့ရတွင်မျက်လုံးထဲ၌လက်နေသောမျက်ရည်စားကိုမသိမ့်နိုင်ပဲပြုံးချိုးလျက်ပြောသည်မထွေထွေရလှတယ်နော်ချစ်စရာလေးဒါဆီယမ်မကိုပေးမလားဆီယမ်မကြီးကိုနုနုယူလာတာဆီယမ်မလိုချင်ရင်ယူပေါ့ ဆရာဦးသက်လွင်စီမှာရှိတဲ့မထွေထွေသားလေးကိုလည်းဆရာမပေးချင်ပေးလိုက်ပေါ့နုနုကခက်အေးအေးပြန်၍ပြောသည်ဂျူမီဆန်သည်ပုံမှုွေဟန်ဆောင်ပြုံးက မျက်နှာချိုချိုဖြင့်ပြန်၍ပြောသည်ဟုတ်တယ်နုနုဆရာဦးသက်လွင်လာရင်မထွေထွေသားလေးကြည့်ဖို့ပေးလိုက်မယ်ကိုဖိုးတိုက်ကိုကျေးဇူးတင်ပါတယ်နော်ဆရာမကျေးဇူးတင်တဲ့အကြောင်းပြောပြပါဆရာမကိုတရိယာပြီးယူဆောင်လာပေးတဲ့ကိုဖိုးတိုက်အတွက်ထီထောင်လက်ဆောင်ပေးလိုက်ပါရစေ ရှူမီဆန်သည်မောင်မောင်အဖွာကမောင်မောင်အတွက်ပေးလိုက်သောယောက်ျားသောနိုင်လွန်ထီတစ်လက်ကိုနုနုအပြန်တွင်ပေးလိုက်သည်ထိုနေ့ညအเจ้า၌အเจ้าသားများကိုစာတင်ကြရန်မရှိဘဲနက်နက်ပိုင်းမှသူတင်ကြားထားသောဂျပန်လူမျိုးတို့၏ရှင်ကျင်းမှုလက်ဖက်ရည်တောက်ပွဲလက်ထက်ပွဲကီမိုနိုအဟိုရက်လောက်ပုံဝှစင်ပုံများကိုအเจ้าသူအเจ้าသားများမျက်ဝါးထင်ထင်တွေ့မြင်လေအောင်စာတင်ခန်းထဲ၌မှောင်ချ၍ရုပ်ရှင်ပြသည် ချူမီဆန်သည်ပိတ်ကားပေါ်မှအယုံများကိုမကြည့်မိပဲမှောင်ထဲတွင်ထိုင်ကမျက်လုံး၌စီးကြလာသောမျက်ရည်တို့ကိုမသိမ်းနိုင်အောင် ဖြစ်လျက်ရှိသည်မိရွေဖြစ်သူဒေါ်ထွေးထွေး၏မျက်နှာကိုတမြင်နေမြင်မိသည်မောင်မောင်ကိုတရိယာချင်းက သူ့စိတ်ကို သူမထိန်နိုင်အောင် တွေးကြည့်မြင်ခြင်းစိတ်တွေတဖွာဖွာပေါ်ပေါက်လာမိသည်မောင်မောင်ဘဝမောင်မောင်၏မိခင်ကို မောင်မောင်မမြင်ဘူးခင် သူကမောင်မောင်အရင်မြင်ဘူးရခြင်းကြောင့် မောင်မောင်အတွက်စိတ်ထိခိုက်သွားသည်ဤပုံကိုမောင်မောင်မြင်ရလျင်မိတို့ခံစားရမည်နီဂျပန်စစ်ဘုတ်ကိုလက်ထက်ထိမ်းမြသောမိခင်အပေါ်၌ကျေနပ်မှုရှိမရှိ ခွင့်လွှတ်နိုင်မှု ရှိမရှိဒိုလောဒိုလောစသောအတွေ့အထင်တို့သည်ရုံးမိစံကောင်းထဲတွင်စုပ်ထွေးနေလျက်ခေါင်းထဲ၌အုံခဲ၍နောက်လာသည်ရှုမိစင်ចောင်းမှပြန်ရောက်လာတော့ခါ၌ဂျပန်ပြည်မှလူကြုံဖြင့်ပါလိုက်သောစားတစောင်း အိမ်လာပို့ထားခြင်းကိုတောင်အောင်မေကစီးပေးသည်ယူမီစံသည်စာအိတ်ကိုကြည့်၍အဘွားဤလက်ရည်ကိုမြင်၍ခင်းရောက်မဆိုင်ချက်ချင်းစာဖွင့်ဖောက်ကြည့်သည် စာထိုင်ဖက်ရင်မျက်ရည်တပေါက်ပေါက်ကျနေသောယူမီစံကိုမြင်၍တောင်အောင်မေသည် ခြေမကိုင်းမီလက်မကိုင်းမီဖြစ်အောင်ထိတ်ဘူးပြာများသွားသည်မယူဘာဖြစ်လို့လဲယဘယ်ရစာလဲဘာအကြောင်းများလဲအော်ဘာစံထိတ်လိုက်တာပြောစမ်းမမယူရဲ့ ရှုံးမိစံသည်ပားပေါ်၌မျက်ရည်နှစ်ပေါက်ဖြင့်ဒေါ်အောင်မေကိုငေး၍ကြည့်နေပြီးမှရှိုက်တန်ဖြင့်လုံးထွေးနေသောအတန်များထွက်လာသည်မယူအဖေမသေးခင်အိယာထဲမှသူ့ရေးထားတဲ့ကြပြာကို အဖွားကတွေ့လို့ပို့လိုက်တယ်ရှုံးမိစံသည်သူ့လက်ထဲ၌ရှိသောစာရွက်ကလေးနှစ်ရွက်ကိုထောင်ပြကပြောလိုက်သည်ဟင်ဖားကြပြာများလဲဘယ်လိုအကြောင်းများလဲ ဒေါ်အောင်မေသည်ဂျပန်စာဖြင့်ရေးထားသော စာရွက်ကလေးနှစ်ရွက်ကိုဘာမှမသိဆွဲယူကြည့်ကပြန်ကန်းပီးရင်မေးလိုက်သည် အဖေရေးခဲ့တဲ့ကြံရနှစ်ပုဒ်ဩဝါစင်တပုတ်ကမောင်မောင်အမေနဲ့မောင်မောင်အကြောင်းရေးထားတယ်တပုတ်ကတော့မောင်မောင်တယောက်ထည့်အကြောင်းအဘွားကအင်းရှင်းတော့အဖေဖက်ခဲ့တဲ့စာအုပ်ကြားမှာတွေ့တွေ့လို့မောင်မောင်ကိုပြဖို့ထည့်ပေးလိုက်တယ်အောင်မေပြမနေနဲ့မယုတ်စောက်တာပြလိုက် ကိုအမကိုအမမန်သိရတဲ့ ဒါလောက်စိတ်ငါတာမျိုးမတွေ့ဘူးပါဘူးရှင်ဒေါအောင်မေဒီမမောင်ကိုစိတ်နာလာကစိတ်ဆူဆူဖြင့်မဲ့ရွယ်ပြော၏အဖွားကသူ့ကိုပြဖို့ပေးလိုက်တော့သူ့တော့ပေးရမှာပဲပေးလေပိုးနေမှာပဲစောက်တာပြစ်လိုက်ဘယ်လိုဟာလဲမှ မသိပါဘူးသူ့အမေရုပ်ပုံကြည့်ရတာဒီလောက်ရှိုင်းနေရှုံမျိုးလည်းမဟုတ်ပါဘူးသူ့မှာချစ်တဲ့ခင်တဲ့စိတ်မျိုးမရှိတာအဲ့မှာရဲ့ရှုံးမိစံဒီဒေါအောင်မေဤဒေါသအမှုရာကိုကြည့်လျက် တပ်ပြင်းကိုလေးလံစွာရှိုက်ချလိုက်သည် အမေမရှိတဲ့ကလေးစိတ်ဟာဒီလိုပဲဩပါဆန်းအမေရဲ့ချစ်ချင်းမေတ္တာကိုတခါမှမခံရဘူးတော့သူများချစ်တာလည်းနားမလည်ဘူးသူလည်းမချစ်တတ်ဘူးတော်မေဒီမောင်မောင်ဘက်မှလိုက်၍မျက်ရည်ဆန်းဆန်းဖြင့်ဖြည့်ရှင်ပြောပြနေသောယူမိဆန်၏အမူအရာလေးကိုကြည်ကသူ၏ဒေါသစိတ်များသည် လွင့်ပြေသွားလျက်ကိူနာစိတ်များတဖွာဖွာဝင်ရောက်လာသည် ယူမီဆန်ကိုကရုဏာဖြစ်လွန်၍သူပါမျက်ရည်ကျခြင်းလူလူဖြစ်သွားသည် နောက်တနေ့ចောင်းကနေ၍ယူမီဆန်သည်ဥသက်လွင်ထံသို့တယ်လီဖုန်းဆက်လိုက်သည်ယနေ့ညညចောင်းမရှိ၍ဥသက်လွင်ညနေចောင်းဆင်းလျင်သူထံသို့ခဏဝင်ရန်မှားကြလိုက်သည်ယူမီဆန်၏မှားကြချက်အရဥသက်လွင်ចောင်းမှတန်း၍ယူမီဆန်အိမ်သို့ရောက်သွားသည်အိမ်ဝ၌ခါကလေးကုံညွလျက်နှုတ်ဆက်နေသောယူမီဆန်၏မျက်နှာ၌ ညလုံးကလေးမို့ကငိုထားတဲ့အောင်တွေ့ရခြင်းကြောင့်ဥဒက်လွင်သည်အိမ်ထဲမဝင်ခင်ရှင်ထဲ၌လေးလံသွားသည်ဥဒက်လွင်ကိုဧကန်းထဲသို့ခေါ်သွားကထိုင်စီပြီးမှဧကန်းထဲမှရှုမိစံခဏပြန်ထွက်သွားသည် မကြပါချင်းရှုမိစံစာအိတ်ကြီးတအိတ်နဲ့ဧကန်းထဲသို့ပြန်ရောက်လာသည်မောင်မောင်တို့စာမွေပဲဘယ်တော့လဲဆရာရှုမိစံသည်ပြောစရာရှိရာကို မပြောခင်မောင်မောင်အကြောင်းကိုအရင်စာမိသည် ရှေ့အပတ်ထဲမှာပဲဆရာမောင် စာမေးပဲပြီးတာနဲ့ចောင်းပိတ်မှာပဲနော်ရုံမီစံဒီပြောပြီးမျက်နာကလေးမှိန်မဲသွားကစာအိတ်ကိုဖွင့်လိုက်သည်စာမေးပဲပြီးတာနဲ့ចောင်းပိတ်မှာပဲဆရာမဥဒတ်လွင်ဒီစာအိတ်ကိုတက်လှဲ့ရုံမီစံကိုတက်လှဲ့ကြည့်၍ပြန်ပြောပြီးစိတ်လေးလေးဖြင့်မေးလိုက်သည်အចောင်းထူးသလားဆရာမအចောင်းထူးပါတယ်ဆရာဆရာစီကိုဖုံးဆက်ပေးတဲ့နူနူက မနေ့ကမောင်မောင်အဖေနဲ့အမေတပုံလာပေးပါတယ်ဖရာလေးရွာကကိုဖိုးတိုက်ပေးလို့လာပေးပါတယ် ဦးသက်လွင်ဤမျက်လုံးတို့သည်ဝိုင်းလေသွားသည်ရှုမိဆန်သည် စက်ကူအိတ်ထဲမှအမှန်မှောင်မရှိသောဓာတ်ပုံကိုဦးသက်လွင်သို့လှမ်းပေးလိုက်သည်ဦးသက်လွင်ဓာတ်ပုံကိုကြည့်ကငြိမ်သက်နေသည်ရှုမိဆန်ဤအဖြစ်ပုံကိုမြင်မှုစဉ်ကထက်မောင်မောင်မိခင်ပုံကိုမြင်လိုက်ရခြင်းကသူ့စိတ်ကိုအလွန်ထိခိုက်သွားသည်မောင်မောင်အမိပုံကို မောင်မောင်မြင်မှုမှမဟုတ်ခြင်းကို သိသည်ဤပုံကိုမောင်မောင်မြင်ရလျင် ဘယ်လိုခံစားရမည်လဲဟူသောအတွေ့အကြုံဖြင့်ငေးဆိုင်ကျင့်နေကယူမီဆန်အနား၌ရှိနေသည်ကိုပင်တရင်ကမေ့နေသည်ဆီယမမောင်မောင်ကိုဒီပုံပြမယ်မဟုတ်လားမောင်မောင်ကိုကျမပေးမှာပေါ့ဆရာကျမဂျပန်မပြောင်းခင်ပေးခဲ့ပါမယ်မောင်မောင်အမေကလှတယ်နော်ငငယ်ပဲရှိသေးတယ်ဦးတက်လွင်သည်ဓာတ်ပုံကိုပြန်ငုံကြည့်ကမောင်မောင်နှင့်ဆင်တလိုလိုပဲဆီယမပြောလိုက်သည် မျက်လုံးနဲ့နှာခေါင်းကအမေနဲ့တူတယ် နှစ်ဖူးနဲ့ပါဇက်ကအဖေနဲ့တူတယ်။မမောက်မျက်နှာကအဖေတဝက်အမေတဝက်နှစ်မျိုးဆက်ထားတယ်ဆရာ။ယူမီဆန်သည် ပြောရင်းမျက်ရည်တွေဝိုင်းလာကဒီအပြင်ထူးလာရှိသေးတယ်ဆရာဟုဆက်ပြန်သည်။၎င်းစာရည်ထဲမှာပင်စာရွက်နှစ်ရွက်ကို ဆွဲထုတ်ကဥသက်လွင်အနာသို့ထလာသည်။ဥသက်လွင်နှင့်နီးကပ်အောင်ကလထိုင်ကိုဆွဲရှိပြီးမှဂျပန်လျေးပြင်ရေးချစ်ထားသောစာရွက်ဟောင်းဟောင်းနှစ်ရွက်ကိုလှမ်းပေးလိုက်သည်။ ဥဒလွင်သည်ဂျပန်လက်ရေးပြင်ရေးထားသောစာရွက်ကိုတရွက်စီကြည့်ကဂျပန်လက်ရေးသားမြင်လျက်အကြောင်းပါမှန်မသိပေ။ကျမအဖေလက်ရေးနဲ့ရေးထားတဲ့ကြပြပါဆရာ။မောင်မောင်နဲ့မောင်မောင်အမေအကြောင်းရယ်။နောက်တသက်မောင်မောင်အကြောင်းမှာနှစ်ကြာလို့စာလုံးမိန်နေပါပြီ။ကျမအဖွာကအိမ်ရှင်းတော့စာအုပ်တွေကြားထဲမှာတွေ့လို့ပို့လိုက်တာ။မနေ့ကရောက်လာပါတယ်။ကျမဖတ်ပြမယ်။အတိတ်ပဲလေပြန်ပြမယ်။ ယူမီဆန်သည်ဂျပန်ကဗျာယုသည့်အခါ၌ယုဆိုသောတန်နေတန်ထားမျိုးဖြင့်တကြောင်ပြေးတကြောင်ခက်လေးလေးရွတ်ပြသည်ဆမခုဘိုရှိခိုအီတဲမခူရာအိုနူရာဆုဇော်နော့အီကူဒိုဆေနာရူကာဆမအီဖူဆူမီနီယူမီဆန်၏ကဗျာယုဆိုသံသည်တာယာချုပ်အေးလာကနားထောင်၍ကောင်းလာသည် ဥသက်လွင်သည်နားတဆိုင်ဆိုင်ဖြင့်အတန်နောက်သို့လိုက်ပါနားထောင်လျက် ဘာအကြောင်းများလဲဟုရှင်တဲ၌လှုပ်ရှားနေသည်။ကျမဒီကပြာကိုအတိပယ်မပြန်ခင်အတန်ထွက်ကိုဆရာမှတ်မိအောင်အင်္ဂလိပ်အတန်ထွက်ရေးလိုက်အောင်ပဲဆရာ။ရှင်မီးစင်သည် အင်ဂျင်၌ချိန်ထားသောဖောင်တိန်ကိုဖြုတ်ယူ၍ကပြာဆာရွယ်ကလေး၏နောက်ဖက်၌ကပြာအတန်ထွက်ကို အင်္ဂလိပ်စလုံးဖြင့်ရေးပြလိုက်သည်။ပထမအကြောင်းဆုမကိုဖို့ရှိဆိုတဲ့အတိပယ်ကမိမတာကျဲဒါပဲဆရာ။ ဂျပန်ကဗျာသဘောကစာလုံးကြီးတလုံးချင်းတိချကြည့်ရင်ဘာမှအတိတ်ပဲမရှိသလိုထင်ရမယ်။ဒါပေမဲ့စွန့်အောင်နားထောင်ပါဦး။ယူမီဆန်ဒီကဗျာကိုစိတ်ရုပ်ကဘာသာပြန်ပြသည်။ဒုတိယစာကြောင်းခွေးတမခူရာဦးအတိတ်ပဲကလွမ်းဆွတ်ပြီးစိုးနေတဲ့ခေါင်းအုံး။နောက်တစ်ကြောင်းကနူရာစီယိုနိုကဆိုတဲ့ညာဥဒလွင်သည်ယူမီဆန်ဘာသာပြန်ပြသော စကားလုံးများကိုတိမိမ့်မသား ကျဲနှစ်လွမ်းဆိုပြီးစိုးနေတဲ့ကောင်းအောင်သုံးစိုးတဲ့ညာအစီအစဉ်လိုက်ကောင်းတဲ့နိုင်နံပါတ်စဉ်အတိတ်ပဲမှတ်ထားသည် နောက်တစ်ကြောင်အီကူတုစင်နာရုကအတိတ်ပဲကဘယ်နဲ့လဘယ်နဲ့နှစ်ဘယ်နဲ့ညာများရှိပြီလဲတဲ့ဆရာ နောက်ဆုံးစာကြောင်ရှမ်းမအီဖူဆွန်မီနီအတိတ်ပဲကနေမကောင်းလို့လဲနေရတဲ့ငါဘဝရဲ့တဲ့ ်ဥသက်လွင်သည်ဂျပန်ကဗျာ၏အတိတ်ဘယ်ကို တွေးလျက်ရှိသည်အားလုံးအတိတ်ဘယ်ကိုခြုံပြီးပြောရရင်အဲ့ရာထဲမှာမထနိုင်ပဲလဲနေတဲ့သူ့ဘဝမှာမိုးဘော်ကကြယ်ကိုစိုက်ကြည့်ပြီးသူ့မိန်းမနဲ့သူ့သားကို လွန်းဆွတ်အောင်မေ့ရလွန်းလို့ခေါင်းအုံးတွေဆူဆွဲကုန်တာဘယ်နှလဘယ်နှနှစ်ဘယ်နှညရှိပြီလဲဆိုတဲ့အတိတ်ပဲပါဂျပန်ကဗျာကမျက်ရည်ကျတာကို မဖော်ပြဘဲမျက်ရည်ကိုမြင်ရပါတယ်ဆရာ။ စကလုံးချီတိချ၍ကြည်လျင်ဘာမြအတိပဲမရှိဟုထင်ရတော်လဲစကလုံးများဆက်ဆက်လျက်သူ့နေရာနှင့်သူစီလျော်သွားသောအခါတွင်အလွန်လေးနက်သောအတိပဲကိုဆောင်းလာကြသည်ရှုံးမိဆန်သည်ဒုတိယကဗျာစာရွက်၏နောက်၌အင်္ဂလိပ်အတန်ထွက်စကလုံးများကိုရေးလိုက်သည်ရေးပြီးမှကဗျာရွတ်တန်ဖြင့်ရွတ်ဖက်ပြသည်စုခုစုခုတောဝကခုနောစုကတဧကခိတရု ။ဆွမ်းမနိနိစမိတခခရခရာရှိကု။ဦးတလွင်သည်စိတ်လုံရှားစွာဖြင့်နားဆွင်နေသည်။ဒီကဗျာအသေးပဲကစုခုစုခုတိုးဆိုတာပီပီတတ်တာဖြစ်အောင်ထင်ရှားအောင် အမျိုးမျိုးအဖုံဖုံ ပြောင်းပြီးထက်ကထက်ကအဲ့ဒီလိုမျိုးအသေးပဲပါ။ဘဂခုနောက်သုကတရဲ့အတိပဲကကိုသားရဲ့ရုပ်ပုံတရံအဲ့ဒီအတိပဲအဲကခိတရုအတိပဲကရုပ်ပုံဖော်ကြည့်တယ် ဆွမ်မနိနိစမိတအသေးပဲကတော့ဘယ်လိုပဲရုပ်ပုံဖော်ပြီးကြည့်ကြည့်ကိုမိမ့်မမျက်နှာနဲ့ပဲသွားသွားဆင်းနေတယ်ခခုတော့ခါရာရှိခုအသေးပဲကဒီလိုဖြစ်ရတဲ့အဖြစ်မျိုးဟာအခင်ရခက်လွန်းလို့တကယ်ရှင်းလာတယ်ရှုမိဆန်သည်တက်နိုင်သမျှစူးစမ်း၍အသေးပဲရှင်းပြရင်ဥဒက်လွင်အတိတ်ပဲပေါင်မပေါင်သူ့မျက်လုံးဖြင့်တစ်ချက်တစ်ချက်စိုက်ကြည့်လျက်နားလဲအောင်ရှင်းပြသွားသည် ဥသက်လွင်အိဗယ်မပေါတပေါဖြစ်နေဟန်ထင်၍အာမယဟန်ဖြင့်ယူမီဆန်ကပြန်၍ရှင်းပြောပြန်သည်ဒီကဗျာရဲ့အာဘောကဒီလိုပါဆရာသူသားရဲ့ရုပ်ပုံကလေးကိုဘယ်လိုရုပ်ကလေးများဖြစ်မလဲလို့ပီပီတတ်တာဖြစ်အောင်စဉ်းစားကြည့်တယ်မျက်နာဘယ်လိုနေမလဲမျက်လုံးဘယ်လိုနေမလဲနှာခေါင်းကဘယ်လိုနေမလဲဒီလိုစဉ်းစားနေမျိုးစဉ်းစားတဲ့အိဗယ်မျိုးပါအဲ့ဒီလိုသားရဲ့မျက်နာသားရဲ့ရုပ်ကိုမြင်ကျင်လုံးလို့အမျိုးမျိုးအဖုံဖုံပြောင်းပြီး ရုပ်ပုံဖော်ကြည့်တယ်။ဘလို့ပဲပုံဖော်ကြည့်ကြည့်သူ့သားရဲ့ရုပ်ပုံဟာပီပီတတ်တာပုံမျိုးမဟုတ်ပဲသူ့မိမရဲ့မျက်နှာနဲ့ပဲသွားသွားဆင်တူနေတယ်တဲ့။ဒါကြောင့်ဒီရဲ့ဖြစ်ဟာတကယ်ရှင်နာစရာကောင်းပါတယ်တဲ့။အထိမေပေါပြလာစရာမမြင်ဘူးတဲ့သားရုပ်ပုံကိုအရင်စဉ်းစားပြီးခန်းစားချက်ကိုကြပြတ်ဆက်ထားတာပါ။ဦးသက်လွင်သည်အသေးပေပေါက်သွားယုံမကယူမီဆန်ဖခင်ဤခန်းစားမှုကို သူဤခံစားမှုကဲ့သို့ခံစားကြည့်မိသည်ကြပြာ၏အသေးပဲသည်ဥဒက်လွင်အားစကားမပြောနိုင်လောက်အောင်ရှင်တဲ၌တဆိုင်ဆိုင်လေးနဲ့လာလျက်ကတိတ်ဆိတ်ညင်သက်လျက်ရှိသည်အိယာပေါ်၌လဲလျောင်းကမျက်ရည်တွေကျလျက်ရှိသော မေဂျာယူရှိရာ၏ရုပ်ပုံတံတန်းကိုတရေရေမြင်မိသည်မောင်မောင်သည်မေဂျာယူရှိရာ၏မျက်စိအောက်၌တားအဖြစ်မကြည့်ပြင်းခဲ့ရပဲမစီမဆိုင်သူ့လက်ပေါ်၌ကြည်ပင်းရကလူလားမြောက်လာပုံတို့ကို တွင်းမိခြင်းဖြင့်မေဂျာယူရှိရာ၏ကြပြားထဲမှရှင်နာနီးအတိုင်းသူလည်းမေဂျာယူရှိရာအတွက် ရှင်နာလည်းရှိသည်ဒီတဲ့ပုံနဲ့ဒီကြပြားပါကျမမပြန်ခင်မမောင်ကိုပေးခဲ့မယ်စရာ ရှုံးမိစံသည်ငိုတန်ပါပါကလေးဖြင့်ထက်ပြောလိုက်သည်ဥသက်လွင်သည် ရှင်နေနေဖြင့်ရှုံးမိစံကို ဖြေးလေးစွာကြည့်လျက်ရှိသည်ဆီယာမကိုယ်တိုင်ပေးမလားဘယ်လိုပေးမလဲဤမိကိုများသည်ဥသက်လွင်ဤနှုံမှထွက်နိုင်အားမရှိ၍ လေချောင်း၌ပင်တစ်ဆိုးလျက်ရှိသည်နားစင်အဘေကကြသူတူးတယောက်ချင်းစီတိုင်းကိုအထူးပဲကြည်စုတင်ပါရဲ့ရှင် အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်နောက်ထပ်နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသုတရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like ခင် subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးဘေးကင်းကြပါကြပါစေရှင်